မင်္ဂလာပါအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဖို့အင်္ဂလိပ်လိုကောင်းကောင်းရေးတတ်ဖို့အင်္ဂလိပ်စကားစုလေးတွေကိုလေ့လာကြည့်အောင်နံပါတ်1 adfuck site မြန်မြန်ချင်းလို့ပြောတာနောက်တစ်ခု take note မှတ်စုလိုက်မှတ်တာကိုပြောတာဥပမာ take note what i say ငါပြောတာတွေကိုမှတ်စုလိုက်မှတ်လို့ပြောတာနောက်တစ်ခု write back စာပြန်ရေးတာကိုပြောတာနောက်တစ်ခု these days အခုရပိုင်းနေမှာတဲ့နောက်တစ်ခု by and large များသောအားဖြင့်လို့ပြောတာ နောက်တစ်ခု save time အချိန်ကုန်တက်တာစီတော့ပြောတာနောက်တစ် part exam somewhere အောင်တော့ပြောတာဗောနော် fail ဆိုရင်တော့ကြာရှုံးနေပေါ့ကြာတယ်ပေါ့နောက်တော့ after that အဲ့ဒီနောက်တော့နောက်တော့ at that time အဲ့ဒီအချိန်တုန်းကတော့ပြောတာနောက်တော့ along wait အချိန်ကြာကြီးဆောင်တော့ပြောတာအဲ pay attention အဲ give the side ion side ပြီးနားထောင်တော့ပြောတာ tomorrow day နောက်တစ်နှစ်ရက်လို့ပြောတာ at the evening class ညနေပိုင်းအတန်ပေါ့နော်နောက်တော့ half price တဝစီနှုံးလို့ပြောတာနောက်တစ်ခု for ages အချိန်အကြာကြီးလို့ပြောတာ for ages လို့မပြောရင် for a long time လို့ပြောပေါ့နော်အတူတူပဲနောက်တစ်ခု see off light ပို့တာကိုပြောတာနောက်တစ်ခု traffic light မိပွိုင်းကိုပြောတာနောက်တစ်ခု homesick အေလွမ်းနေအေတတိယရလို့ပြောတာ now day return trip နေချင်းပြန်ခီလို့ပြောတာ ဒါလေးရနေစဉ်သုံးအင်္ဂလိပ်စကားစုလေးတွေလက်တွေ့မှာအရန်သုံးဝင်နေလေ့လာထားဖို့နော်